မက်ဆီ sorry မှာလာကန်တော့စစ်စည်းနဲ့ဂိုးပြတ်ရှုံးခဲ့တာကိုကြည့်ရင် sorry လီးကမေဂျာလီးထက်အများကြီးပိုကောင်းနေဆိုရက် Ronaldo ရဲ့အသင်းပေါ်ဟောင်းပရိသတ်များအလုံးမဲ့မင်္ဂလာပါများ Ready Betan တွေကတင်ဆက်နေပါရီ Inesa Gazamaho Daliska ရဲ့ပြောကြားချက်ဟာဘောလုံးကမ္ဘာမှာအများအညင်းခုန်ဆွေးနွေးစရာဖြစ်နေတဲ့ Sorry Bro Lee SPL vs Major League Soccer MLS ကောင်းစဉ်ကိုမီလောင်အားလေပင်ပေးလိုက်သလိုပါပဲအထူးသဖြင့်တော့ Cristiano Ronaldo ရှိနေတဲ့ Lee နဲ့ Lionel Messi ရှိနေတဲ့ Lee တို့ရဲ့အားပြိုင်မှုမို့လို့ ဒီစကားဘော့ဘရော့ရဲ့ရိုက်သွားစီပါရီဒါလက်စကာကအင်တာစာနဲ့အင်တာမာမီတို့ကစားခဲ့တဲ့ရီယက်စီဇန်ကပ်ပွဲစဉ်ရလက်စစ်စည်းကိုကိုးကားပြီးတော့ဇော်ရီလီကပိုကောင်းတယ်လို့ပြောပါရီဒီချက်ကိုလက်ခံဖို့ခက်ခဲစေတဲ့အကြောင်းရင်းတွေရှိပါရီဒီဘွဲကစားချိန်မှာဆော်ရီလီကယာတီဝက်စီဇန်ဘရိတ်ကိုရောက်နေပေမဲ့ကစားမားတွေကဘွဲကစားနေကြအကြံ့ခံမှုမက်ချ်ဖစ်နက်စ်အပြည့်ဝရှိနေပါရီအင်တာမာမီကတော့ယာတီတင်ထားတာကြာပြီးမှပြန်စတဲ့ယာတီဂျိုပရီစီဇန်ကာလဖြစ်ပါရီဘောလုံးမှာမက်ချ်ဖစ်နက်စ်ဆိုတာကအရန်ရေးကြီးပါရီ ခြေစွမ်းထမ်းမြနေတဲ့အတင်းနဲ့အပြတ်မွေးနေတဲ့အတင်းရှင်ကစားရတာမို့လို့ရလကကွာချသွားနေမှာလေအဒါစာနေတဲ့အိမ်ကွေးမှာကဘာကျော်မက်ဆီရဲ့အတင်းကိုအဲခံကစားရတာမို့လို့ဂွန်တိခါရအနိုင်ရချင်းစိတ်ပြင်းပြခဲ့ပါတယ်။အင်တာပါမီကတော့ခီးပန်းတာဒဏ်ရာမရအောင်ထိန်းကစားရတာဒီကြောင့် ခြေစမ်းအမှန်မဟုတ်ခဲ့ပါဘူးဒီဘက်မှာမက်ဆီဟာဒဏ်ရာနဲ့ငယ်ရှိနေတာကြောင့်ဘွဲချင်းတောက်လျှောက်ရန်ကုန်ပေါ်မှာထိုင်ကြရခြင်းများခဲ့ပါရီမက်ဆီမပါဝင်တဲ့အင်တာမာမီနဲ့အန်အစာတို့ကိုရှင်ပြီးတော့လီတစ်ခုလုံးကိုစုံဖြတ်လို့မရပါဘူးဒါကနည်းနည်းလေးတော့အခန်းလွတ်နေတယ်လို့မျိုးပုံစံပေါက်နေပါရီဒါလက်စကာက MLS မှာကိုလိပ်ကျောင်းသားတွေကစားနေကြတယ်လို့ပြောတာက မေရိကန်အကစားစနစ်ကိုလောင်ပြောင်ခြင်းတဲ့သဘောတက်ရောက်ပါရီမန်မော်ရီ MLS မှာ NBA လိုမျိုးတက္ကသိုလ်ကောလိပ်တွေကကစားမားတွေကိုခေါ်ယူတဲ့ Super Draft စနစ်တစ်ခုရှိပါရီဒါပေမဲ့ဒါဟာလွန်ခဲ့တဲ့10နှစ်လောက်ကပုံစံမှာဒီကနေ့ခေတ် MLS အသင်းတွေကကောလိပ်ကျောင်းသားတွေကိုအားကိုးနေတာမျိုးမဟုတ်ပါဘူး သူတို့ရဲ့အဓိကပြင်ပကတောင်အမေရိကလူငယ်ကျေပွင့်များဖြစ်ပါတယ်။အာဂျင်တီးနားကတီယာဂိုအယ်မာဒါဆိုရင် MLS မှာကစားရေးနဲ့ကမ္ဘာဖလားဆုရခဲ့သူပါ။မြန်မာတင်ကြီးတွေတောင်မှမျက်စိကျတဲ့လူငယ်တွေအများကြီးရှိပါသေးတယ်။အမေရိကန်ကိုယ်တိုင်ကလည်း Alfonso Davis တို့လိုကမ္ဘာစင်ကစားမတွေကို MLS Academy တွေကနေမွေးထုတ်ပေးနေတာဖြစ်ပါတယ်။အဲဒါကြောင့်ကောလိပ်ကျောင်းသားဆိုတဲ့စကားကခေတ်နောက်ကျနေတဲ့အမြင်တစ်ခုသာဖြစ်ပါတယ်။နောက်ပြီးတော့ဒီလိနှစ်ခုသွားနေကြတဲ့လမ်းကြောင်းကမတူနေပါဘူး။ ော်ရီတီကအစိုးရကြောထောက်နောက်ခံ PIF နဲ့ငွေကြေးမြောင်များသုံးဆွဲပါရီရော်နီရိုနေမာဘန်စီမာနဲ့မာနီစတဲ့ကဘာအဆင့်ဝိုင်းကစားမားတွေကိုခေါ်ယူပါရီအဲဒါကြောင့်ထိပ်တီးလေးတင်းရဲ့ရည်သွေးကယောဘချန်ပီယံလိတောင်ဝင်ကန်လို့ရနိုင်တဲ့အဆင့်ရှိပါရီဒါပေမဲ့အောက်ခြေတင်းနေတဲ့ထိပ်တီးတွေဂျားကကွာဟာချက်ကအရန်ကြီးမားပါရီ MLS ကတော့လာစာပေးချေမှုကန့်သက်ချက် salary cap ရှိပါရီအဲဒါကြောင့်အတင်းတိုင်းမှာမျှတာတဲ့အင်အားရှိပါရီအင်တာမိုင်မီကမက်ဆီရှိလို့သာနာမည်ကြီးတာပါ ရှားတဲ့နေမှာလဲသူတို့ကိုဒုက္ခပေးနိုင်တဲ့ရည်သွေးရှိပါတယ် MLS ကဥရောပမှာကစားမဟောင်းကြီးတွေထက်လူငယ်သွေးတွေကိုပို့ပြီးတော့ဦးစားပေးတဲ့လမ်းကြောင်းကိုပြောင်းလဲနေပြီဖြစ်ပါတယ်အဲဒါကြောင့် Daliska ရဲ့ဇာတ်ကားကို Fat အချက်လက်လို့ယူဆတာထက် Opinion ထင်မြင်ယူဆချက်ဖြစ်ရှုမြင်သင့်ပါတယ်သူဟာ Ronaldo နဲ့အတင်းပေါ်ဖြစ်ခဲ့သူပါ Ronaldo က Sorry League ပြင်းတဲ့ League ထက်ကောင်းတယ်လို့ပြောမှုတလို့ Daliska ကလည်းသူကောင်းဆောင်ရဲ့လမ်းစဉ်အတိုင်းပဲ Sorry League ကိုမြောက်ပြင်းပြောဆိုနေတာဖြစ်နိုင်ပါတယ် မက်ဆီ vs ရိုနယ်ဒိုပြိုင်ဆိုင်မှုကဒရိုပရိသတ်တွေကြားမာတွေမှာကပဲကစားမားတွေကြားမာပါတက်ရောက်မှုရှိပါ ರಿ မက်ဆီရှိတဲ့လီကိုနှိမ်ချခြင်းအပြင်သူတို့ကစားနေတဲ့လီရဲ့တန်ဖိုးကိုမြင့်တင်ခြင်းနဲ့သဘောပေါက်ဝင်ပါ ರಿ ဒါလက်စ်ကပြောသလို sorry league ကမေဂျာလီးထက်အများကြီးပိုကောင်းပါ ರಿ ဆိုတဲ့ချက်ကိုတချို့ကဏ္ဍတွေမှာလက်ခံနိုင်ပါ ರಿ ဥပမာပြတော့ထိပ်သီးကစားမားတွေရဲ့တဝူးချင်းအည်သွေး individual quality မှာ sorry league ပိုပြီးတော့တာလွန်ကောင်းမွန်ပါလိမ့်မယ် အဲ့လေလို့အသင်းမျိုးက MLS ကဘယ်သင်းကိုမစိုးနိုင်နိုင်စွမ်းရှိပါ ರಿ ။ဒါပေမဲ့နိုင်ရှင်စရာမလိုဘူး။ကောလိပ်ကျောင်းသားတွေဆိုတဲ့အသုံးနှုန်းတွေကတော့လွန်ကဲလွန်ပါ ರಿ ။ MLS မှာပုံမကောင်းမွန်တဲ့ခြေကံဆောက်အောင် infrastructure ရှိပါ ರಿ ။ပုံမများတဲ့ပြိုင်ဆိုင်မှုရှိတယ်။ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု physicality ဘိုင်းမှာ MLS ကစားသမားတွေကပုံမပြေးလွှားနိုင်စွမ်းရှိကြပါ ರಿ ။အနည်းချုပ်ရရင်တော့ Dallas ကရဲ့စကားတွေက Sorry Lee ရဲ့ brand ambassador တယောက်အနေနဲ့ပြောတဲ့စကားတွေသာဖြစ်ပြီးတော့ဘောလုံးနည်းစတဲ့ဘိုင်းဆိုင်ရာအသုံးသက်ချက်တက်တက်တော့မဟုတ်နေပါဘူး။ စီစီဆိုတဲ့ရာလက်တစ်ခုတည်းနဲ့လေးတစ်ခုလုံးကိုအငဲဖြတ်လို့မရသလို MLS ကိုကောလိပ်ဆင်းလို့နှိမ့်ချတာကလည်းခင်မမီတော့တဲ့အမြင်တစ်ခုသာဖြစ်တယ်လို့ကျွန်တော်ကတော့မြင်မိကြပါဗျာညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာဒဲလစ်ကရဲ့ဇာတ်ရီပေါ်မှာညီကိုတို့ရဲ့အမြင်တွေကိုလည်းဆွေးနွေးပေးသွားခဲ့ကြပါဦးခင်ဗျာဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ